listening to our website တွေတောင်းရမလဲဆိုပြီးမိထားလို့ listening skill တိုးတက်စေဖို့အခမဲ့အသုံးပြုရမယ့် website တွေကိုဒီဗီဒီယိုမှာပြောပြပေးပါမယ်။ number 1 Brandels ESL Cyber Listening Lab Brandels ESL Cyber Listening Lab မှာကိုယ့်ရဲ့ level အလိုက် listening exercise တွေကိုရွေးချယ်လေ့ကျင့်လို့ရပါတယ်။နောက်ထောင်ပြီးတဲ့အခါမှာလေ comprehension question တွေကိုဖြေဆိုလို့ရတာကြောင့်ကိုယ့်ရဲ့ listening skills ကိုပြန်လည်ဆန်းစစ်ချင်တဲ့သူတွေအတွက်အရန်သင့်တော်ပါတယ်။ Number 2 Hello အဲလိုမှဆိုရင်တော့ကမ္ဘာအနှံ့ကလူတွေရဲ့အသံဖိုင်တွေကိုနားထောင်လို့ရပါတယ်။ beginner level တွေအတွက်ရိုးရှင်းတဲ့ conversation တွေနဲ့ listening exercise တွေစသဖြင့်အများကြီးရှိတာကြောင့်ကိုယ်စိတ်ကြရွေးချယ်လေ့လာလို့ရပါတယ်။ number 3 BBC Learning English BBC Learning English မှာ beginner level ကနေ advanced level အထိ listening exercise တွေအများကြီးရှိပါတယ်။6 minutes english လို့ program တွေကကိုယ့်ရဲ့ listening skills ကိုတိုးတက်ဖို့အတွက်အရန်ကောင်းပါတယ်။ Number 4 Voice of America VOA Learning English VOE Learning English မှာတော့ရွေးရှင်တဲ့အင်္ဂလိပ်စကားပြောတွေနဲ့သတင်းတွေကိုနားထောင်လို့ရပါတယ်။ Beginner level အတွက် Learning English Broadcast လို့ program တွေကအထူးသင့်တော်ပါတယ်။ Number 5 British Council Learn English British Council ရဲ့ website မှာ beginner level တွေအတွက်အထူးပြုလုပ်ထားတဲ့ listening activities တွေရှိပါတယ်။သူတို့ရဲ့ audio နဲ့ video materials တွေက listening skills တို့တက်ဖို့အတွက်အရန်အထောက်အကူဖြစ်စေပါတယ်။ဒီ website တွေက beginner တွေအတွက် English listening skills တို့တက်ဖို့အရန်ကောင်းတဲ့ resource တွေဖြစ်ပါတယ်။ နေတိုင်းလေးကျင့်မယ်ဆိုရင်တော့တင်းရဲ့ listening skill တိုးတက်လာမှာပါ။နောက်ထပ်သိချင်တာရှင်လဲ comment မှာမေးခဲ့လို့ရပါတယ်။ See you again in the next video. Bye bye everyone.